က်ကေဂျီသင်ယိုးတွေကိုယခုပညာသင်တဲ့မှာပဲစတင်သင်ကြားနေရပြီဖြစ်ပါတယ်။ဒီသင်ယိုးတွေဟာចောင်းသားចောင်းသူကလေးတွေចောင်းနေပြောပြီးစာတော်ဖို့ဇရိတမိတ်တာစိတ်ပိုင်းဆိုင်ရာနဲ့လူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ဖို့သင်ချာအခြေခံသဘောတရားတွေကိုစူးစမ်းလေ့လာလူစိတ်ရှိဖို့နဲ့အမှုပညာတွေကိုခန်းစားဖန်တီးနိုင်ဖို့ရည်ရွယ်ရေးဆွဲထားတဲ့သင်ယိုးညွှန်တန်းဖြစ်တယ်လို့သိရပါတယ်။ ဒီသင်ရိုးသင်မှာမိမိအကြောင်းဒို့မိသားစုဒို့ကြောင့်ဒို့ရရွာအပင်များရာသီဥတုတဲယူပို့ဆောင်ရေးဈေးများပွဲတော်များငားရေပိုးကောင်လေးများအိမ်များငှက်များနိုးတိုက်တရဝါများစားတဲ့အကြောင်းအရာ15ခုကိုသင်ကြားဖို့တတ်မှတ်ထားပါတယ်။ဒီအကြောင်းအရာ15ခုကိုသာပညာသင်နှစ်တစ်နှစ်လုံးသင်ကြားရမှာဖြစ်ပါတယ်။ဒီသင်ရိုးသင်အပေါ်ចောင်းသားចောင်းသူတွေရဲ့စိတ်ဝင်စားမှုတင်ယိုးထောက်ကူပြုပစ္စည်းရရှိမှုအခြေအနေနဲ့ဆက်လျင်းပြီးမူလာရန်ចောင်းအုပ်စရာကြီးတူဖြစ်တဲ့ဥမြင့်ရွှေကအခုလိုပြောပါရစေ။ အရင်တော့ကတော့ဘယ်လိုလဲဆိုလို့ရှိရင်သူကလည်းဆိုစပြီးစတင်ရတယ်ဝါလုံးကြီးရေးခိုင်းတယ်ကာကြီးကြီးရေးခိုင်းတယ်ခလေးကလုံးဝမရေးချင်ဘူးစာလည်းမရေးချင်သေးတဲ့အချိန်နောက်မိဘရင်ငွေကနေခုမှခွဲပြီးထွက်လာတယ်အကုန်လုံးကသူ့အတွက်အသက်ဆန်းနေပြီလေအကြောင်းဆိုတာလည်းသူ့အတွက်အသက်နေရာတိနော်ဆရာဆရာမဆိုတာတခါမှမမြင်ဘူးတဲ့ဟလာပတ်ဝန်းကျင်အဲအလူတိပေါ့နော်နောက်ပြီးတော့ဟိုအကုန်လုံးကသူ့အတွက်အသက်ဆန်းနေဆိုတဲ့အခါကျတော့ဒုံငနေစာလည်းမရေးချင်စိတ်လည်းမရှိဘူးမိဘရှိကိုပြန်နေတာတို့အိမ်ဝင်တတိယနေတဲ့အချိန်မျိုးတွေမှာ ်ဆရာကြီးကရော့ရော့ချင်းစာတင်လိုက်တဲ့အခါကျတော့ခလေးကစာအောင်လဲကြောက်တယ်အကြောင်းအောင်လဲကြောက်တယ်ဆရာမအောင်လဲကြောက်တယ်အဲ့လိုမျိုးကြောက်ပြီးတော့ထွက်ပြေးကြတာပေါ့နော်ဒါကီဂျီနဲ့ပတ်သက်လို့ဒီတင်တော့ဘူးဆိုတော့တင်တော့ဘူးတော့ပြည့်စုံရှိရတယ်ဘူးတင်တော့ဘူးကပြဘုံနဲ့မှရှိရပြဘုံနဲ့မှဆရာကြီးတို့ဒီဟိုအစင်းင်းလောက်ထားတာပေါ့နော်ဆရာမလေးဟိုဟာရုံးကပြေးလိုက်တာလည်းရှိတယ်တင်ထဲမှာသူပြေးလိုက်တာလည်းရှိတယ်အဲ့တော့အခုကဟိုလိုတလောက်လေးသူကက်ကက်ပြီးတော့ပေါ့နော်ငယ်ငယ်မှကက်ပြီးတော့သူဟိုတင်တော့ဘူးလုံတော့ပေါ့နော် တင်နောက်ကတော့အစုံရှိရတယ်တင်နောက်ကလေဆရာကြီးတို့ဒီကျောင်းမှာကကိုနီးကိုကနေလုပ်တဲ့တင်နောက်ကိုတွေလည်းရှိတယ်ဥပမာဆိုတော့တမီကုဏမြင်ရမယ်ဟုတ်တယ်မလားအယုတ်ကလေးတွေပါလေးဒီဆွဲထားတာလေးတွေရှိမယ်အဲ့ဒါမျိုးလေးတွေလည်းလုပ်လို့ရတယ်ဒီပတ်ဝန်းကျင်ရတယ်လေတင်နောက်ကိုကနေလုပ်ပေးပါဆိုလို့ရှိရင်လည်းသူတို့လည်းပူပူတောင်းလို့ရတယ်ဆရာကြီးတို့ဒီဆရာဆရာမလေးကိုတိုင်လည်းတင်နောက်ကို ဟိုလောက်ကြကြတာပေါ့နော်အခြေခံပညာပီးစည်းဖို့အတွက်တငယ်တန်းနဲ့ပညာသင်တဲ့စနစ်တန်းတင်ကြရမယ်2016-2019ပညာသင်ကြားရေးစနစ်တည်းအရာသူငယ်တန်းကျောင်းသားတွေဟာအခုသင်ရိုးသစ်ကိုသင်ကြားနေရတာပါဒီတင်ရိုးတဲ့အရာဆောင်းဝေးဝဲစစ်စေးမှမဟုတ်တာကြောင့်အောင်ရှုံးတဲ့စူပေးစနစ်တွေလည်းမရှိပါဘူးဒီတင်ရိုးကိုတင်ကြမယ်ဆရာဆရာမတွေအနေနဲ့တင်တန်းတက်ရောက်ပြီးမှပြန်လဲတင်ကြပို့ချပေးရတာဖြစ်ပါတယ်